အယောင်ခုနှစ်တသမခုနှစ်အစဉ်ရှိငလင်းကြီးစက်တိုင်လှုပ်ခတ်ပြီးနောက်စကိုင်းမြို့တွင်ရှိဖျားစီတီတွေနဲ့ဖုန်ကြီးကျောင်းတွေဒီလရှင်တိုက်တွေနူးနေစာဝူးတွေပြူကြပျက်စီပြီးတေဆုံးသူတွေနဲ့ပိတ်မိသူတွေကိုကဲထုတ်နိုင်ခြင်းမရှိသေးဘူးလို့သိရပါဗျ။ငလင်းလှုပ်ခတ်ပြီးဒီနေ့မတ်လ30ရက်နေ့ထိစကိုင်းမြို့တွင်ပြူကြပျက်စီနေတဲ့အစာဝူးတွေအောက်မှာတေဆုံးသူတွေနဲ့အသက်ရှင်ရပိတ်မိနေသူတွေကိုကဲဆဲနိုင်ခြင်းမရှိသေးဘူးလို့ဒေတာကန်တွေထံကသိရပါဗျ။ မန္တလေးနဲ့နီးတဲ့ဆိုပေမဲ့တင်းညိုင်းကတက်မ33ဘေးမှဆိုတော့သွားတဲ့ကြုံလို့မရဘူးစစ်တပ်ကလမ်းကိုဘူလိုဇာနဲ့ကုတ်ပြီးဖြတ်ထားတာဟူနီကစိန်လှုပ်တဲ့သူတွေတော့ရှိပါတယ်အင်အားကမနိုင်ဘူးအများကဆေးရှောင်နေရလို့မင်းကွန်ဘက်အခြေအနေဆိုဘာမှမသိရသေးဘူးမြို့ထဲမှာပုံနဲ့တွေက ထွက်နေပြီလို့စကိုင်းထေတာကန်တူက ERI Times ကိုပြောပါတယ်စကိုင်းရှိစွန်းပုံညာရှင်ဇေဒီတဝိုင်းရှိဖျားစီဒီအားလုံးပြူကြကာ ဥမြင်30နဲ့တောင်မော်ရှိတိပန်းရှင်ကျောင်းတလျှောက်မရှိခဏဖျားလေးကျောင်းညီအုပ်ကျောင်းဇေဒီလှမတဆင့်မင်းလန်းရက်ွက်အာလုံပြူကြပျက်စီးသွားပြီးကန္နာလန်းရေရင်းမြင့်ယုံကတဆင့်သခိုင်းတရာကြီးပါကျူးကျသွန်းခြင်းဖြစ်တယ်လို့သိရပါတယ်။ငလင်နှုတ်ခတ်ခဲ့တဲ့အချိန်မှာအစ္စလမ်ဘာသာဝင်တွေဝိပုကျိန်ဖြစ်တာကြောင့်ဗလီအများစုပြူကြကတေဆုံးထိခိုက်မှုတွေများပြီး လက်ရှိအချိန်ထိလူနေရာကျော်ခန့်သေဆုံးနိုင်တယ်လို့ဒေသခံတွေကခံမှန်းပြောဆိုထားပါတယ်။တက်တန်းရဲဆောင်းကိုအများစုပြိုကျပျက်စီးပြီးပိတ်မိနေတဲ့အထက်မှာမူးကြိုကြောင်တိလာရှင်ကျောင်းတွေနဲ့ကိုပိုင်ချက်တန်းကျောင်းတွေအများစုဖြစ်ပြီးအုတ်ကျောင်းရှိရင်ကျေးလိမ်မှာတင်းတန်းကျောင်းကကလေးငယ်အများစုပိတ်မိနေစေဖြစ်ပြီးကဲတင်ဖို့လူဝင်အားမလုံလောက်ဘူးလို့သိရပါတယ်။ ဒီကနေ့မလ31ရက်နေ့မှာတော့မန္တလေးစကိုင်းနဲ့မုံရွာတို့မှာ AR receptors ကငါးချက်သမှ1ဆင့်ရှိငလင်တစ်ခုထပ်မံလုတ်ခတ်ခဲ့ကစကိုင်းတောင်ရိုးရှိတက်ကြမိတ်တာတီလာရှင်စာတင်၌ပြိုကျပြီးစစ်ကောင်စီကကုနီကဲဆဲကြီးလှုပ်ဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။မျိုးရင်းသေဆုံးသူတွေကအပုတ်နဲ့တွေစတင်ထွက်နေပြီးဆွဲထုတ်ယူရတဲ့အလောင်းတွေရဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေအဆအဝူတွေအောက်မှာညက်ကြံနေတယ်လို့ ကိုနီကစိန်လှူဆောင်နေသူတူက ARD Times ကိုပြောပါရယ်